ဆူရန်နိုင်ငံမှာရပ်ပိုင်းကြီးအတွင်းပေါ့နော်လူပေါင်းများစွာတော့ကတ်ခံရတဲ့တည်မှုမနေ့ကချင်းပြပြပေးခဲ့တယ်ဒီနေ့ဆက်ပြီးတော့နောက်မှာဘာတွေဖြစ်နေလဲဆိုတာဆက်ပြီးတော့ပြပြပေးပါမယ်ဒီကောက်လေးကိုလည်းပေါင်းလေးနဲ့အသေးလေးပဲစိတ်ဖန်ချက်လို့ပါနိုင်ပါလေအခုလက်ရှိပေါ့နော်ပရီမီယံအကြီးဆုံးဖြစ်နေတဲ့ဒီ data data ပေါ့နော် alpha shop မြို့မှာအဲဒီလူတွေကဘာဖြစ်နေလဲဆိုတော့အငတ်ဘေးနဲ့အကွာယူဆိုင်နေရတယ် နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီပြည်နယ်မှာရှိတဲ့နေရာ20ကျော်ပါမနော်2026ဇန်နဝါရီအထိကိုအငတ်ပေးဆိုက်ရောက်မယ်အနေနဲ့မြင့်မားနေရေပေါ့နော်အဲနောက်မှာဗီဒီယိုလေးနဲ့တင်ထားပေးတယ်အရန်နဲ့တနာစရာကောင်းတယ်ပေါ့အော်ပြီးတော့ခတ်တာလူသားချင်းစာနာတဲ့ကုညီကယ်ဆယ်မှုတွေကိုလည်းလုပ်လို့မရဘူးလာတဲ့လာပြီးတော့ပြည်ပြပလာခဲ့တဲ့ဥစ္စာတွေပေါ့နော်ဖွဲ့စည်းတွေကိုလည်းနန်းချောင်းတွေပိတ်ဆို့ထားတယ်အခုမြေပေးရေးလုပ်သားတွေထောက်ပံ့ရေးရှင်တွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်မှုတွေရှိတဲ့ကြောင့်လူသားချင်းစာနာမှုတွေကလည်းဘယ်လိုမှပေးလို့မရအောင်ခတ်ခဲနိုးနေတဲ့အတွက်ကြောင့်မိုးဆူတဲ့လူမျိုးတွေတန်တုံး 30ကျော်ကအရေးပေါ်ကိုအရင်တော့ရောက်တဲ့အခြေအနေဖြစ်နေတယ်။ဒီကုလသမဂ္ဂတို့အမေရိကန်တို့ကလည်းဒီနှစ်ဖက်ပေါ့နော်သူတို့ပြည်ရင်းကအဖက်နှစ်ဖက်ကိုငင်းချမ်းရေးပေါ့နော်ရဖို့အတွက်သူတို့လည်းစူးစမ်းနေတယ်။ဒါပေမဲ့အခုချိန်ထိဘလို့မှမဖြစ်နိုင်တဲ့အခြေအနေဖြစ်နေတယ်ပေါ့။အဲဒီကာတာကလည်းဒီ RSF အဖွဲ့အစည်းပေါ့နော်တပုံလို့ပြောအောင်ပေါ့သူတို့ကိုအပြစ်တင်ဆုံးချမှုတွေလုပ်ထားတယ်။ဒါပေမဲ့ဒီစစ်ပွဲကိုမရှက်နိုင်တာကလည်းဆိုတော့အဲဒီ RSF ဒီဘက်ကိုပေါ့နော် လူဝင်အီးဘက်ကနေပြီးတော့လူဝင်အီးကထောက်ပံ့ပေးထားတယ်နော်ဒီဘက်ကဒီဆူရန်တက်တော့ပေါ့နော်ဆူရန်တက်တော့ SAF ကိုကြတော့အီရန်တို့အီဂျစ်တို့ရုရှားတို့ကထောက်ပံ့ပေးထားတယ်အဲဒီနှစ်ဖက်ပေါ့နော်ဒါကြောင့်မို့ဒီပြဿနာပြီးပခါဘလို့ဘလို့မှရက်ဆိုင်မှုမရှိဘဲနဲ့ပုံမှုကြီးထွားလာနေတယ်ဆိုတော့အကြောင်းလေးပြောချင်အဲဆူရန်နိုင်ငံထဲမှာအချိန်ကြီးကတော့အရင် ဒါနှစ်ပတ်တိုက်ခိုက်မှုတွေမှာစူဒန်ပြည်သူတွေကတော့တာခံပေါ့နော်။အန်30လောက်ကိုတော်တော်ဒုက္ခရောက်မှုတို့ကြားသိရပါ။အဲမိတ်ဆွေတို့ရဲ့တင်ပြီးစားချင်တဲ့ကွန်မန့်မှာမှတ်ခဲ့ပါအောင်။နောက်ထပ်တင်ပြထုတ်လေးအရှင်းနဲ့ထပ်ပြီးတော့တင်ပြပါမယ်။ Survivor Fatma Abdul Rahman tries to smile but is burdened by unimaginable loss and trauma. Shelling killed my daughter, injured my other daughter's eye, and paralyzed my son. I was hit by shelling. My body is full of wounds. El Fasher was the last holdout in Darfur of the Sudanese Armed Forces, which has fought the RSF in a brutal three year civil war. Sudanese cities have become battlegrounds. Both sides are accused of war crimes. But in Darfur, the RSF is accused of genocide. The rebels